ရှီမွန်ရီရဲ့ညီမဖြစ်ပေမယ့်ယူနီတိုနဲ့ချစ်ဆော့သွားတူနေတဲ့ငွေမောင်ရီကဲပရိသတ်ကြီးတို့ဤ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့မျိုးရိုးဗီဇာဟာဘလောက်ပဲရှားပါးရှားပါးမျိုးဆက်တစ်ခုမှာတော့ပြန်ပေါ်တယ်ဆိုတဲ့အတိုင်းရှီမုံနဲ့ငွေမုံတို့ရဲ့မောင်နှမမာလီနေတိုးလိုဥပဒေရုပ်မျိုးပါဝင်နေတဲ့ဗီဇာရှိခဲ့တယ်လို့ပြောလို့ရပါပြီ။အဲ့ဒါပြင်ဒီကမ္ဘာလောကကြီးမှာနေထိုင်ကြတဲ့နေရာချင်းသာမတူတာအနည်းဆုံးတော့ကိုယ်နဲ့ရုပ်ချင်းချွတ်ဆွတ်တူတဲ့သူဟာ၃ယောက်ကနေ၄ယောက်ထိရှိနိုင်တယ်လို့သတ်မှတ်ထားခဲ့ကြတာပါ။အခုချိန်မှာဆိုရင်လေရုပ်တရက်ဘုံကနေကြီးလိုက်ရင်နေတိုးနဲ့တူပြီ။နောက်တစ်ခါပြန်လဲကြည့်လိုက်ရင်ရွှေမုံနဲ့တူနေတဲ့အစိုးရငွေမုံရှိတဲ့တယောက်ပေါ်ပေါလာခဲ့ပါပြီ။ အားလုံးသိကြတဲ့အတိုင်းရှင်မောဆိုတာကတော့မြင်းနဲ့ကြောတင်းတင်းနဲ့ချစ်စရာတန်လေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီးဘသူနဲ့မှမတူတဲ့ပြမှုတွေကြောင့်အတော်လေးကိုပြိတ္တတွေရဲ့အားပေးမှုကိုသိပိုက်ထားနိုင်သူလို့ပြောရမှာပါ အဲ့ဒါပြင်လုံငယ်ပြပြီးဘလို့ရှာကိုမဆိုစူးစားလို့နေသူမဟာပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာကံကောင်းခြင်းနေတဲ့သူရုပ်ရှင်အကယ်ဒမီရွှေစင်ရုပ်ထုကြီးကိုပိုင်ဆိုင်ခဲ့ပါသေးတယ်။ဒီလိုမျိုးရရာကိုအရှိကိုရှိတိုင်းခြားပြတတ်တဲ့ရွှေမုံမှာတော့သူမရဲ့ညီမတယောက်ဖြစ်ပေမယ့်ဒုတိယရွှေမုံလားလို့အားမေ့သွားစေမယ့်ငွေမုံရည်ဒီကရှိနေပါသေးတယ်။သူတို့နှစ်ယောက်အတွက်ကတော့တယောက်ကိုတယောက်နားလည်မှုတွေနဲ့ရမ်းချစ်ကြတယ်လို့အမကြီးမိယာပြပြီးငွေမုံဖြစ်ချင်နေဆိုတော့တယောက်ဖြစ်လာအောင်လေတိတ်ချပံ့ပိုးပေးနေပါသေးတယ်။ အရာပြင်ခြေရေးကန်ကောင်ပြီးတက်တက်လို့ချစ်ခင်ရတဲ့သူမတွက်ကတော့ဂီတလောကရဲ့ဘင်းတပါဖြစ်သူရွှေထူးကိုပိုင်ဆိုင်ထားခဲ့တယ်ဆိုတော့ညီမဖြစ်သူနဲ့တူတချင်းအဗန်ထုတ်ပြီးပရိသတ်စီစီကိုခြားပြနိုင်ဖို့ကြိုးစားနေကြပါသေးတယ်အော်ကိုရတစ်စနေပြီးတော့အဆာနှစ်ပွဲချိန်တာကိုဒီပွဲလေးဖြစ်သွားတာပေါ့ confirm ဖြစ်သွားပြီးတော့လာဆိုပြစ်တာပါရှင်ဟုတ်ဒီရမ်းပေါ့အဲ့ဒါတော့လေဘယ်လိုပြောမလဲကဲတို့တချင်းကန်ကောင်းတယ်ပဲပြောရမှာလားပေါ့နော်ကဲတို့ထွက်ခဲ့တဲ့ပထမဆုံးပုတ်လေးရတယ်ပောက်ခဲ့တယ်ချင်းလေးကောင်းခဲ့တာဆိုတော့လေဒါလေးကကန်ကောင်းတယ်လို့ပဲပြောရမှာပါရှင်ဟုတ် တို့ညီမနှစ်ယောက်အတွက်ကတော့ဘလို့သချင်းတွေပဲဖန်တီးပြီးခြားပြားပေးခဲ့ခြားပြားခဲ့ပရိသတ်တွေစီဟာအပေးမှုကိုရနိုင်ခဲ့လို့သူမအနေနဲ့တော်လေးကန်ကောင်းနေကြတာဖြစ်မယ်လို့သတ်မှတ်ထားခဲ့ပါရီရှေမုံရဲ့ညီမဖြစ်သူငွေမုံဆိုသူကလေပြောစရာမလိုအောင်ကိုမအတန်ပါဝါကစားအယံမောင်းဆုံးထွားထွားချင်းချင်းနဲ့အတော်လေးကိုချင်မွေးပါနေကြတာပါဒါပေမဲ့လေဒီလိုမျိုးခြေတလိုင်းကိုမှသဘောကျတယ်ဆိုတဲ့လူတွေကလည်းရှိနေတာဆိုတော့သူတို့တွေရဲ့အမူအရာတွေဟာချစ်စရာကောင်းအောင်ကိုဖြစ်နေကြတာပါလလုံးစင်မှာတော့ငွေမုံကိုလမ်းပြတင်ချပေးနေတာကတော့ရွှေထူးကိုရင်ဖြစ်ပြီး ဝင်မှုအနေနဲ့ကလည်းခုလိုမျိုးအောင်မြင်လာရတယ်ဆိုတာဆရာကောင်းလို့ဖြစ်ကြောင်းခုလိုပြောလာခဲ့ပါသေးတယ်။ရှိပါတယ်ရှင်အများကြီးရှိပါတယ်။အခုတော့လုံနေပါတော့။ဒီကတတိကောင်းနဲ့ကျန်တဲ့ဆက်တော်လေးဟုတ်ထပ်လုံရင်ထပ်ပေါအောင်။အေးပြည့်ရစွနဲ့ပြည့်ပါသေးရှင်။ရွှေပါဇက်နော်။ဟုတ်တယ်နေရာကတော့ညီမနေရာကလည်းကိုချီတူနဲ့တော်တော်ကန်ဆက်တယ်နော်။ဒါတော့ကိုချီတူရဲ့အတင်ပြကောင်းတဲ့လူကဲကိုပြောလို့ရပါဘူးနော်။ဆရာကောင်းနဲ့တွေ့တဲ့အခါကျတော့ဒါဘယ်လိုပဲဖြစ်ဖြစ်ဘယ်သူဆရာကောင်းလို့ရှိရင်ဘယ်သူပဲဖြစ်ဖြစ်တော်ပါတယ်။ယူတတ်ရင်ပညာပါပဲအရာအလုံးကလေ။ဟုတ် တို့ညီမနှစ်ယောက်ကတော့ရွှေတူးစီဟာပညာတွေကိုရသလောက်ယူသွားပြီးအကောင်းဆုံးဖြစ်အောင်ဖန်တီးသွားမယ်လို့ပြောနေခဲ့ပေမယ့်လေတချင်းတဲ့ကြုံညာခဲ့တဲ့ပိုစတာမှာတော့ပရိသတ်တွေခမနေတူးနဲ့ချစ်စုတူနေတယ်ဆိုတာကိုပဲအအောင်ဆိုင်နေခဲ့ပါတော့တယ်သူမအနေနဲ့ကတော့ထွထွားကြိုက်ကြိုက်နဲ့အသေးမနှုတ်တက်ဘူးလို့ထင်ရပေမဲ့လေနေတူးနဲ့တူရဲဆိုတဲ့စကားတနေကြောင့်နှစ်ရက်လောက်အိယာရဲလဲသွားတယ်ဆိုပြီးတော့စားနောက်ပြောဆိုလာခဲ့ပါသေးတယ်။ဘလိုပဲဖြစ်ဖြစ်ရှေမုံရဲ့ညီမလေးဖြစ်တယ်ဆိုပေမဲ့လေတကယ်ပဲနေတူးနဲ့တူသွားတာလားဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်။